ုဦးနိုင်ကပထမဦးဆုံးဒါလူလေးဆောင်ရင်းနဲ့ဦးနိုင်ရဲ့မိတ်ဆွေတွေကိုဗာပြပေးမလဲဆိုတော့နော်ခွန်ပေါ့နော်ခွန်နဲ့ပတ်သက်ပြီးတော့ဒီ site ကလေးတွေကနေပြီးတော့ခွန်ကိုလုံးကြမယ်ဆိုတဲ့စနစ်ကလေးကိုဦးနိုင်ကပြပေးမှာပေါ့နော်အိုးထိပ်ပရိကို338 39ထိပ်ပရိ339ခွန်1ထိပ်ပရိ336ဆိုပြီးတော့ဒီ frame ကိုတည့်တယ်ပေါ့တည့်တော့ဒါနှစ်ဆမှာအဲ့ဒီ C line တွေကနေပြီးတော့ ခွန်က၉လုံးကြမယ်ဆိုပြီးဥနိုင်ပြခဲ့တယ်၄၃ညာလေးအာ၆ရှစ်လေးအာမိုးရမယ်ဆိုပြီးဥနိုင်ပြခဲ့တယ်ပေါ့နော်ကြည့်ဟုတ်ပြီအဲ့တော့ဒီ၄၃ညာလေးအာနဲ့၆ရှစ်လေးအာကဘယ်စနစ်နဲ့လဲဆိုတော့အဲ့ဒီအဲထဲမှာဖြစ်စဉ်ကိုတည်လိုက်တယ်တည်ပြီးတာနဲ့တိတိချောက်ခါရဲ့အောက်ကဒီ၃ညာ၃၃ညာဆိုတဲ့ကဏ္ဍဒီ၆ခါပရိတိရဲ့တပွဲစော်ကိုကြားတယ်ဒီကဏ္ဍဒီအကွက်ရွှေဖြစ်နေကြားပြီတယ်သူ့ရဲ့ဇောင်းကဒီကဏ္ဍဒီသူ့ရဲ့နောက်တဲ့နှစ်မှာမွေးကဏ္ဍဖြစ်နေလိုက်ထွက်တယ်ဒုတိယကံမှာလည်းအဲ့လိုပဲတိတိ တိတိ6ထည့်ရဲ့အောက်ကတုံညာ၄တုံညာဆိုတဲ့ကဏ္ဍဒီ6ခါတုံညာပရိရဲ့တပွဲကြော်ကိုကြတယ်။ကြားမိကြတယ်သူ့ရဲ့ဒီဆောင်ကဒီကဏ္ဍဒီသူ့ရဲ့နောက်တဲ့နေ့မှာမွေးကဏ္ဍဖြစ်နေလိုက်ထွက်တယ်။တတိယကမ္မတိတိ6ထည့်ရဲ့အောက်က636ဆိုတဲ့ကဏ္ဍဒီ6ခါ5ပရိရဲ့တပွဲကြော်ကိုကြတယ်။ကြားပြီးတော့မှသူ့ရဲ့ဆောင်မှာရှိတယ်684ဆိုတဲ့ကဏ္ဍဒီဒါ2025မှာမွေးကဏ္ဍဖြစ်နေကြမယ်ဆိုပြီးတော့ဒါဦးနေကနှစ်ဆမှာပြခဲ့တယ်။ဒါကမွေးကဏ္ဍအခုရှိမွေးကဏ္ဍလေးတွေကိုဒီဇိုင်းကနေပြပေးတာနော်။ နောက်တစ်မျိုးကကြတော့ဥနယ်တို့ဒီမှာနော်ဒီသုံးလုံးပေါင်းခြင်းကဒီသုံးလုံးပေါင်းခြင်းကနောက်ပေါင်းက51နောက်တွဲလို့ကြာခဲ့လို့မို့ဒီနှလုံးခွန်သည်တနည်းနှစ်နှစ်သုံးနှစ်မြောက်ထဲမှာခွန်ထိပ်စီးသည်သူနှစ်ချိန်ပဲကြာမှာဒီမှာတစ်ချိန်ဒီမှာတစ်ချိန်နှစ်ချိန်ကြာတယ်အဲ့နှစ်ချိန်ကြာပြီလားနဲ့ငါဖြစ်ချင်းကြောင့်ငါဆိုတဲ့ကနန်းသည်ဒီနှလုံးခွန်ကြောင့်ခုနှစ်လုံးကြာမှာငါသည်ဒီမှာတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးငါးလုံးခြောက်လုံးခုနှစ်လုံးငါသည်ခုနှစ်လုံးကြာတယ်နော်ဒုတိယကတ်မှာ ဒီတုံးလုံး6နောက်ပေါင်း6 67နောက်တွဲလို့ဖြစ်လို့ဒီနှလုံး8ကြောင်းတနည်းနှစ်နှစ်သုံးနှစ်မှာ8ရက်စီတနည်းလုံးမှာ2ချိန်ပဲထွက်တယ်ထွက်ပြီးတာနဲ့ဒီဘက်နှစ်မှာဒီ6ဒီ8လုံးကြမှာเนาะ6က8လုံးကြမှာဆိုတော့ဒီမှာ2လုံး4လုံး6လုံး8လုံး8လုံးမရှိတော့ဘူးပေါ့เนาะဟုတ်ပြီဒါဆိုရင်ဦးနှံ့တို့ဒီတတိယကံမှာဒီတုံးလုံးပေါင်းချင်းခွန်နောက်ပေါင်းခွန်87နောက်တွဲလို့ကြလို့ဒီနှလုံး9ကြောင်းတနည်းနှစ်နှစ်သုံးနှစ်မြောက်မှာကိုထိပ်စီရလေဒီမှာတကြီးနှစ်ဆမှာတကြီးနှစ်ချိန်မဲကြရတယ်ကိုထိပ်စီနှစ်ချိန်ကြလို့မို့ဒီ ဒီသုံးလုံးခွန်နောက်ပေါင်းခွန်ခွန်လို့ဖြစ်ခဲ့လို့ခွန်ဒီဒီဘက်နေမှာ၉လုံးကြမယ်ဆိုပြီးတော့ဒါဦးနိုင်ကပြောခဲ့တယ်ခွန်၉လုံးကြမယ်စနေထဲမှာခွန်ဒီအခုဒီမှာ၂လုံး၃လုံး၅လုံး၆လုံး၇လုံးနော်၇လုံးဆိုတော့ဒီနားမှာ၁လုံးကြတယ်ဆို၈လုံးဒီမူရသည်ဒါခွန်က၁လုံးကျန်ဒါဒီမူရခွန်၁လုံးကျန်တယ်အဲ့ဒီမှာမွေးကနန်းကဘာဖြစ်လာလဲဆိုတော့ဒီသုံးလုံးငါနောက်ပေါင်းက51လို့ဖြစ်လို့ဒီကနန်းဒီ၄နှစ်ခွန်ဆိုတဲ့ကနန်းဒီတနေ့နှစ်နှစ်သုံးနှစ်၄နှစ်မြောက်မှာလဲလိုက်ထွက်တယ်တွေ့နောက်တစ်နှစ်မှာလဲလိုက်ထွက်တယ် ဒုတိယကမ်းမှာဒီလို6နောက်ပေါင်း6 61လို့ဖြစ်လို့441ဆိုတဲ့ကဏ္ဍဒီတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှာလည်းထွက်တယ်နောက်တစ်နှစ်မှာလည်းလိုက်ထွက်တယ်ဒါဆိုရင်ဥနာတို့အခုဒီမှာဒီသုံးလုံးခွန်နောက်ပေါင်း981လို့နောက်တစ်ဖြစ်ခဲ့လို့434ဆိုတဲ့ကဏ္ဍဒီတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှာလည်းလိုက်ထွက်တယ်သူရဲ့နောက်တစ်နှစ်မှာလည်းလိုက်ထွက်ရမယ်ဆိုပြီးတော့ဒါ434အာ684အာမွေးကဏ္ဍနဲ့ခွန်9လုံးကြမယ်ဆိုတဲ့စနစ်ကိုဒီမူတွေကနေဥနိုင်ပြခဲ့တယ်နော်ဒါကကျတော့ခွန်10လုံးကြမယ်ဆိုတဲ့စနစ်နဲ့ခွန်6ခွန်မွေးကဏ္ဍ နော်ခွန်ချောက်ခွန်မွေးကနေကိုဒီပွဲမှာဦးနိုင်ကကစားခြင်းတာခွန်10လုံးကြမယ်ဆိုတဲ့စနစ်နဲ့ခွန်ချောက်ခွန်မွေးကနေကဒီဒီပွဲမှာသူကစားမှာနော်3ချောက်နှစ်က3ချောက်နှစ်လို့သူထည့်တယ်ဒီမှာတကတ်ရှိတယ်55က55လို့ဒီမှာထည့်တာနော်3ချိန်မှာဒီမှာတကတ်ရှိတယ်684 864လို့အဲ3ချိန်မှာ2နှစ်ချပြီးထည့်တယ်ဒီမှာတကတ်ရှိတယ်ဒါ3ကတ်ပေါ့နော်3ကတ်ပဲရှိတယ်ပြမယ်ဆိုရင်ကတော့ဒီမှာစီးလိုက်နေရတော့အကြီးကြီးပဲပေါ့နော်အဲ့တော့မလိုအပ်တဲ့တောင်လေးတွေကလည်းထည့်မှာပြတော့ဘူး အဲ့တော့အဲ့လိုဖြစ်စဉ်ကိုတည်လိုက်တယ်ဒီကနေ့ကဒီမှာနှစ်နှစ်ချပြီးကစားတယ်ကစားပြရတယ်ဒီသုံးလုံးပေါင်းချင်းရှစ်ဒီသုံးလုံးကိုးဆိုတာလေးကိုမှတ်လာကြနော်ဒီကနေ့ကဒီမှာကစားတယ်ဒီသုံးလုံးရှစ်ဒီသုံးလုံးကိုးလို့သူထည့်နော်ဒီကနေ့ကလည်းဒီမှာအကွက်ရှစ်ဖြစ်နေကစားတယ်ဒီသုံးလုံးပေါင်းချင်းရှစ်ကဒီလိုကိုးလို့ထည့်တယ်ရှစ်နဲ့ကိုးနဲ့ကသူကအထောက်ယူမှာအဲ့ဒီလိုတွေကစားပြရတယ်အဲ့ဒီလိုတွေကစားပြရတယ်။နော်၈နဲ့၉နဲ့လို့ကစားပြရတယ်။ သူ့ရဲ့ဒီနောက်တဲ့နှစ်မှာနော်ဒီလိုရှိဒီလိုကိုလိုကစားပြီးသူ့ရဲ့နောက်တဲ့နှစ်မှာခွန်ထိတ်စီးသည်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ပဲထွက်တယ်နော်ဒီမှာလည်းအဲ့လိုပဲဒီလိုရှိဒီလိုကိုလိုကစားလို့သူ့ရဲ့နောက်တဲ့နှစ်မှာခွန်ထိတ်သည်သုံးကြိမ်ပဲထွက်တယ်နော်ဒီမှာလည်းဒီမှာရှိဒီမှာကိုလိုကစားလို့နောက်တဲ့နှစ်မှာခွန်ထိတ်စီးသည်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ပဲထွက်တယ်ဟုတ်ပြီအဲ့ဒီလိုထွက်ပြီးတာနဲ့နော်ဂျားရဲဟာလေးတွေကိုလည်းကြော်လိုက်တော့မယ်နော်ဒီသုံးလုံး၄နောက်ပေါင်း၉အဲ့လိုကစားပြန်တဲ့သူ့ရဲ့နောက်တဲ့နှစ်မှာ ခွန်ဆိုတဲ့ကနန်းဒီတစ်လုံးနှလုံးသုံးလုံးလေးလုံး၅လုံး၆လုံးခုနှစ်လုံး၈လုံး၉လုံး၉လုံးပြီးတော့သူ့ရဲ့အောက်မှာဒီမှာတစ်လုံး၁၀လုံးလို့ကစားတယ်ခွန်၁၀လုံးကစားတယ်ဒါဆိုရင်ဒုတိယကတ်မှာလည်းဒီတုံးသုံးလုံးပေါင်းချင်း၄နောက်ပေါင်း၉ဒီဘက်နှစ်မှာခွန်ဒီ၁၀လုံးကစားမှာတစ်လုံးနှလုံးသုံးလုံးလေးလုံး၅လုံး၆လုံး၆လုံးခုနှစ်လုံး၈လုံး၉လုံး၁၀လုံးကစားတယ်နော်ကဲအောက်မြည်ဒါဆိုရင်ဦးနဲ့တို့ဒီမှာနော် ဒီ၃လုံးပေါင်း၄နောက်ပေါင်း၉လို့ကစားတယ်ကစားတော့ဒီဘက်နေမှာခွန်က10လုံးကစားမှဆိုတော့ဥနိုင်ကခုနရီးပြခဲ့တာ၈လုံးရှိပြီ၈လုံးဆိုတော့ခွန်က2လုံးကျန်တယ်ကျန်နေတဲ့နှလုံးကိုဥနိုင်ကဒီဘက်မှာအပူအခွားဖြစ်နေကိုကစားလိုက်ရှင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခွန်10လုံးကစားတဲ့နှစ်ထဲမှာခွန်အပူဒီဒီမှာတပူးကြတယ်ဒီမှာတပူးကြတယ်ဒီမှာတပူးကြတယ်ခွန်အပူဒီ၃ဘွဲပါဒုတိယကမ်းမှာလဲခွန်ပူးဒီဒီမှာတပွဲကြတယ်ဒီမှာတပွဲကြတယ်ဒီအောက်မှာတပွဲကြတယ်ခွန်ပူးဒီ တုံးခွဲကြတယ်အဲ့ရောဦးနေတို့ဒါနှစ်စာရပြောခဲ့တာနော်ခွန်ဘူးတုံးနှစ်ဒီ2025မှာခွန်ဘူးဒီတုံးခါကြမှာဒီမှာတစ်ခါကြပြီဒီမှာတစ်ခါကြပြီအဲ့တော့ခွန်ဘူးကတစ်ချိန်ချင်းနေတာအဲ့တော့ခွန်ဘူးတုံးချိန်မှာဒီတစ်ချိန်ကိုတော့ဒါဦးနေရဲ့ဖွဲ့ဝင်မိတ်ဆွေတွေကိုတုံးခွန်ခွန်မွေးကနန်းလေးပေါ့နော်ဒါဦးနေတို့ဒါအောင်ခဲ့တယ်ပေါ့အဲ့တော့အခုကြင်နေတဲ့ခွန်ဘူးကိုဦးနေကကစားလိုက်ရှင်တော့အဲ့တော့ဘလို့ကစားပါလဲရှင်တော့ပထမကတ်မှာဒီကနန်းကဒီကိုရွှေ့ပြီးတာနဲ့နော်သူနဲ့တိုင်ပင်ကွာဝေးတူတူမှာတုံးညာ ခါတုံညာထိတ်လို့ကစားပြီးဒီမှာတုံညာပရိတ်ရိုက်တယ်ဒုတိယကမှလည်းတုံညာခါတုံညာထိတ်တုံညာပရိတ်ရိုက်တယ်တတိယကမှလည်းတုံညာခါတုံညာထိတ်တုံညာပရိတ်လို့ရိုက်တယ်အဲ့ဒီလိုတုံညာတွေထောက်ခဲ့တဲ့အတွက်နော်ဒီတုံညာဒီလိုတုံညာဒီလိုပရိတ်တုံညာလို့ထောက်ခဲ့လို့သူ့ရဲ့နောက်တဲ့နှစ်မှာဘွေမောက်ကုံတုံညာလို့ထောက်တုံညာလို့ထောက်ပြီးကြနဲ့နော်ဒီနောက်ပေါင်း၄၄ပါပါကိုပရိတ်လို့ကစားတဲ့အတွက်ဘွေပုံစံတုံညာလို့ထောက်ပြီးတာနဲ့ကိုဖြစ်ရှင်အောင်ကိုပရိတ်လို့ထောက်ပြီးတာနဲ့သူ့ရဲ့တပွဲကျော်ကခွန်အပူးနဲ့ကနား နော်ဒီကိုပရိတ်ကကိုပရိတ်လို့ထောက်ပြီးတာနဲ့သူ့ရဲ့တပွဲကျော်ကခွန်အပူးခွန်နဲ့ကနခွန်သုံးခွန်ဒီဒီနေရာလေးကိုလာထွက်တယ်။သူထွက်တော့မဲ့အချိန်မှာဒီသုံးလုံးပေါင်း၈ဒီသုံးလုံးပေါင်း9လို့ဖြစ်ခဲ့တဲ့အတွက်ခါးသုံးလုံး၈နောက်ပေါင်း9လို့ဖြစ်တာရဲ့တပွဲကျော်မှာဒီကနန်းဒီဒီမှာလာထွက်တယ်။ဒါပထမတကက်ဒုတိယကမှလည်းအဲ့လိုပဲဒီကနန်းဒီကိုရွှေ့တယ်တိုင်မြင်ကွာဝေးအတူတူမှာ၃ညာခါ၃ညာထိပ်၃ညာပရိတ်ရိုက်လို့သူ့ရဲ့နောက်တဲ့နှစ်မှာဘူမောက်ကုံ၃ညာလို့ဖြစ်တယ်။ တုံညလို့ဖြစ်ပြီးကြတဲ့နောက်ပေါင်း9 9ပါပါပြိတ်တုံညလို့ကစားတဲ့အတွက်ဒီတုံညပြိတ်ကဒီနေရာမှာတုံညပြိတ်လို့ခံပြီးကြတယ်သူ့ရဲ့တပွဲကျော်မှာရှိတဲ့ခွန်နှလုံးပူးတဲ့ကနန်းဒီဒီနေရာကိုလာထွက်တယ်သူထွက် တော့မဲ့အချိန်မှာလည်းဒီတုံလုံးပေါင်းချင်း၈ဒီတုံလုံးပေါင်းချင်း9ကြောင့်နော်ဒီခါတုံလုံး၈နောက်ပေါင်း9လို့ဖြစ်တာရဲ့တပွဲကျော်မှာဒီကနန်းလေးဒီဒီမှာလာထွက်တယ်ကဲဟုတ်ပြီဒါဆိုရင်ဥနန်တို့ဒီတတိယအကတ်မှာဒီကနန်းကလည်းဒီမှာထွက်ပြီးတုံညခါတုံညထိတ်ကြောင့်တုံညပြိတ်လေးရိုက်ပြီး အဲ့လိုရိုက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာဂီမောက်ကုံတုံညလို့လည်းသူကစားတယ်အဲ့လိုကစားတော့ဒီနောက်ပေါင်း6 6ပါဝါတိပရိတ်လို့ကစားတဲ့အတွက်ဒီပရိတ်စ်ကလည်းဒီနေရာမှာတိပရိတ်လို့ထောက်တဲ့အတွက်သူ့ရဲ့တပွဲကျော်က86ခုံးဆိုတဲ့ကဏ္ဍသည်နော်ခွန်ချောက်ခွန်ဆိုတဲ့ကဏ္ဍဒီဒါဥနဲ့ကဒီ2025မှာမွေးကဏ္ဍဖြစ်နေပြောခဲ့တယ်ပြောခဲ့တော့ဒီနေရာလေးကိုကစားချင်တော့တာဒီ၃လုံး၈ဒီ၃လုံး၉လို့ဖြစ်လို့ခါ၃လုံးပေါင်းချင်း၈ နောက်ပေါင်း9လို့ဖြစ်လာတဲ့တပွဲကျော်မှာဒီ960ဆိုတဲ့ကဏ္ဍကို960လို့ဒါဥနေကထည့်တင်တာဒါကဒီ line နဲ့ကနေပြီးတော့စနစ်တစ်မျိုးယူပြတာကောင်းပြီနော်ဒါဆိုရင်ဒီမှာရှိတဲ့ခွန်အဘူးခကဏ္ဍဒီမှာထည့်တဲ့အချိန်မှာ3လုံး8နောက်ပေါင်း9တပွဲကျော်ကိုထည့်တယ်ဒီမှာရှိတဲ့ခွန်အဘူးကဏ္ဍဒီမှာထည့်တဲ့အချိန်မှာ3လုံး8နောက်ပေါင်း9ရဲ့တပွဲကျော်ကိုထည့်တယ်ဒီမှာရှိတဲ့ခွန်အဘူးကဏ္ဍကိုဒီမှာထည့်တော့မယ့်အချိန်မှာ ၃လုံး၈နောက်ပေါင်း90တပွဲကျော်ကိုဒါထည့်လိုက်တယ်လို့ဒါပထမတမှုဟုတ်ပြီနောက်တစ်ခုဦးနဲ့ဗာပြောခဲ့လေဆိုဒီမှာခွန်ထိပ်စီးဒီနေ့ထဲမှာ၃ငါကြမယ်လို့ကစားခဲ့တယ်ခွန်ထိပ်စီး၃ငါကြတော့မယ်အချိန်မှာနောက်ပိတ်ဆုံးကြတဲ့ခွန်ထိပ်ဒီခွန်၃ညာရှိအဲ့ဒီခွန်၃ညာရှိကလည်းအဲ့ဒီနေ့ထဲမှာဒီမှာလိုက်ထွက်တယ်သူထွက်တော့မယ့်အချိန်မှာ၅ပရိတ်လို့ပုံသေးခံမယ်90လို့ခွာတယ်ခွာရရဲ့မြင်းကုန်မှာထွက်တယ်ဒုတိယကမ်းမှာလည်းအဲ့လိုပဲခွန်တေးစီး၃ငါကြရတယ်ဒီခွန်၆တစ်ဆိုတဲ့ကနန်းဒီအဲ့နှစ်ထဲမှာလိုက်ထွက်တယ် ထွက်တော့မဲ့အချိန်မှာလည်းငါးပရိတ်ပုံသေးခံတယ်97လို့ခွာတယ်ခွာတာရဲ့မြင်းကုန်ကိုထွက်တယ်ဒါဆိုရင်ဦးနိုင်တို့ဒီမှာဒီနေ့ထဲမှာခွန်ထေစီတီတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လို့သူထွက်တယ်သုံးကြိမ်ထွက်တယ်ဆိုတော့ဒီသုံးကတ်မှာဒီနောက်မိတ်ဆုံးပထမကတ်မှာတော့နောက်ဆုံးခွန်ထေကနန်းနေထွက်တယ်အဲဒီခုသုံးကတ်မှာ तू ကနောက်ဆုံးကနန်းထွက်မဲ့ဆိုရင်ခွန်ရှစ်ခွန်ဆိုတဲ့ကနန်းဒီငါးပရိတ်လို့ထောက်တယ်97လို့ခွာတယ်ဒီနေရာကိုထွက်လို့ရတယ်အဲတော့ခွန်ရှစ်ခွန်ပဲထွက်မှာလားနော်ဒီခွန်ခွန်65ပဲထွက်မှာလားခွန်69ပဲထွက်မှာလား ီခွန်ထိပ်၃ချိန်နေရာတစ်ချိန်ထွက်ရမယ်အကယ်၍သူလှည့်မယ်ဆိုရင်ကတော့ခွန်၆ခွန်လည်းထွက်လို့ရတယ်ခွန်၆၅လည်းထွက်လို့ရတယ်ခွန်၈ခွန်လည်းထွက်လို့ရနော်ဒီစနစ်ထဲမှာကကြတော့ဒါနှစ်စတွေကဦးနဲ့ပြောခဲ့တယ်၃ညာ၄ခွန်ပတ်လည်းအာမွေးရမယ်ဒီမူထဲမှာခွန်ဆိုတဲ့ကဏ္ဍဒီစနစ်လုံးကြမယ်ဆိုပြီးဦးနဲ့ပြောခဲ့တယ်နော်ဒီစနစ်ထဲကနေပြီးတော့နော်အဲ့တော့ဒါအကျေတော်ဝင်တော့ဦးနဲ့ရှင်းမပြတော့ဘူးနော်အဲ့တော့ကိုထိပ်ကိုခါဒီသုံးလုံးကိုလို့ဖြစ်တယ်တုံညာထေတုံညာကဒီသုံးလုံးကိုလို့ဖြစ်တယ်တိထေတိခါဒီသုံးလုံးတေလို့ဖြစ်တယ် နော်ကိုတုံညာတစ်ကိုတိုင်မင်ကိုတည်လိုက်တယ်တည်ပြီးတာနဲ့တကယ်သူနဲ့တိုင်မင်ကွာဝိတူတူမှာဒီသုံးလုံးပေါင်းချင်း6လို့ဖြစ်ပြီးတာနဲ့140ပတ်လဲကြတယ်သူရဲ့နောက်တစ်နှစ်မှာ140ပတ်လဲကြမယ်ဒီသုံးလုံးပေါင်းချင်း6လို့ဖြစ်တာနဲ့တစ်တုံညာလေးပတ်လဲကြတယ်သူရဲ့နောက်တစ်နှစ်မှာ2တုံညာလေးပတ်လဲကြတယ်နော်အဲ့တော့ဒီသုံးလုံးပေါင်းချင်း6လို့ဖြစ်လို့တစ်တုံညာလေးပတ်လဲကြပြီဒီ2လေးတုံညာဆိုတဲ့ကဏ္ဍပတ်လဲကြရအောင်မယ်ပေါ့ဒါလည်းမလာသေးဘူးနော်ကြိုက်တဲ့မိတ်ဆွေတွေထိုးလို့ရတယ် အဲ့ဒီတော့အဲ့ဒီနှစ်ထဲမှာသူကဘာလို့လေးကစားခဲ့တာလဲဆိုတော့ဒီ140ပတ်လည်းကြာပြီနဲ့သူရဲ့နောက်တဲ့နှစ်မှာခွန်ဆိုတဲ့ကဏ္ဍဒီဒီမှာတစ်လုံး၊နှစ်လုံး၊၃လုံး၊၄လုံး၊၅လုံး၊၆လုံး၊၇လုံး၊၈လုံး၊၉လုံး၊၁၀လုံး၊၁၁လုံးနော်၁၁လုံးဒီမှာ၁၂လုံးမရှိတော့နော်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာ143ပတ်လည်းကြာပြီသူရဲ့နောက်တဲ့နှစ်မှာခွန်ဆိုတဲ့ကဏ္ဍဒီတစ်လုံး၊၂လုံး၊၃လုံး၊၄လုံး၊၅လုံး၊၆လုံး၊၇လုံး၊၁၀လုံး၊၁၁လုံး၊၁၂လုံး ဆက်နှလုံးအတိကျထွက်တာပေါ့နော်။ကောင်းပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာတစ်တုံညာလေးဆိုတဲ့ကဏ္ဍပတ်လေးကြပြီပြီ။သူ့ရဲ့နောက်တဲ့နှစ်မှာခွန်ကဆက်နှလုံးထွက်မှာဆိုတော့အခုရှစ်လုံးထွက်ပြီ။ရှစ်လုံးထွက်ပြီဆိုတော့ခွန်ကဒီစနစ်တရနေ့လေးလုံးကျင်။ခွန်ချောက်ကမွေးကဏ္ဍကိုဒီအချိန်မှာကစားမဲ့ဟာကိုဦးနိုင်ပြမှာ။ဒီစက်ကြီးကနေပြီးတော့ဒါဦးနိုင်တို့ဒါနှစ်နှစ်ခွန်နော်နှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍမွေးစက်အောင်ခဲ့တဲ့စိုက်ပေါ့နော်။အဲ့တော့သူကဖြစ်စဉ်ကဘယ်လိုလာလဲဆိုတော့ဒီသုံးလုံးပေါင်း9ကိုဒီသုံးလုံးပေါင်း9လို့ကစားတယ် ကိုလိုကစားပြရတဲ့ဒီ9ရယ်6ရယ်4ရယ်ဒီကိုအဲ့964ဆိုတဲ့ကနန်းဒီနော်သူ့ရဲ့နောက်တစ်နှစ်မှာ3ညခါ2ကြိမ်ရတယ်3ညခါ2ကြိမ်ကြပြတာနဲ့အဲ့964ဆိုတဲ့ကနန်းဒီသူ့ရဲ့နောက်တစ်နှစ်မှာမွေးကနန်းအဖြစ်နေလိုက်ထွက်တယ်ထွက်ပြီးတော့သူ့ရဲ့နောက်နောက်နှစ်2ကြိမ်မှာနောက်2ကြိမ်မှာ9ပရိလို့ကစားတယ်ဒါပထမတကက်ဒုတိယကမှလည်းဒီ3လုံး9ဒီ3လုံး9 8ရယ်5ရယ်6ရယ်9အဲ့လိုကစားပြီးတော့3ညခါ2ကြိမ်တိုင်မီကွာဝေးအတူတူမှာထည့်တယ်ထည့်ပြီးတော့နောက်တစ်နှစ်မှာငါ ဒီထားခဲ့တဲ့96ဆိုတဲ့ကဏ္ဍငွေကဏ္ဍကစားတယ်ကစားပြီးသူ့ရဲ့နောက်တစ်နှစ်နှစ်ချိန်မှာပိုးပလိလို့သူရိုက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနှံ့တို့ဒီမှာဒီ၃လုံးပေါင်း၉ဒီ၃လုံး၉၇ရဲ့၄ရဲ့ရှိရဲ့၉၃ညာခါဒီနှစ်ချိန်တိုင်ပင်กว่าဝေးတူတူမှာကစားတယ်ကစားပြီးတာနဲ့ဒီ၇၄၈ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်မှာငွေကဏ္ဍဖြစ်နေထွက်တယ်ထွက်ပြီးတော့မှာနှစ်ချိန်မြောက်မှာ၃၃ညာ၆အောင်ဆိုတဲ့ကဏ္ဍဂရိတ်ကိုရိုက်တယ်ရိုက်တော့ကောင်းပြီအဲ့ဒီစနစ်ထဲမှာနော်ငွေကဏ္ဍတစ်ခွက်ပေါ့ နှစ်နှစ်ခုဆိုတဲ့ကဏန်းကိုဒါမွေးကဏန်းတကွအောင်သွားတာလေးပြီးတုံညာပရိတ်ပုံသေးခံနဲ့ရှစ်ထိပ်လို့ရိုက်တယ်ရိုက်ပြီးတာနဲ့အဲ့တုံညာပရိတ်ခံခဲ့လို့ဒီနေရာမှာတုံညာထိပ်လို့ထောက်တယ်ထောက်ပြီးတော့ခွန်းခွန်းခွန်းလို့ခွန်းတုံးလုံးကွေးလိုက်တဲ့ဒီပရိတ်တကဏန်းဒီ6ခွန်းရှိတယ်ဒီမှာလာထွက်တယ်ဒုတိယကမှလည်းတုံညာပရိတ်ခံနဲ့ရှစ်ထိပ်လို့ထောက်တယ်တုံညာထိတ်လို့ထောက်တယ်တိုင်မင်ကွာဝေးအတူတူတွေပဲเนาะပြီးကြတယ်ဒီမှာလေးလေးလေးလို့ဖြစ်လိုက်တယ်ဒီ break တိကနန်းဒီတုံလေးလေးဆိုတဲ့ကနန်းဒီမှာလာထွက်တယ်เนาะတတိယကမှလည်းတုံညာ break ထောက်တယ်ရှစ်ထိတ်ထောက်တယ် တုံညာပိတ်ချောင်းတုံညာထိတ်လို့ထောက်တယ်ခွန်းခွန်းခွန်းလို့ပွေးလိုက်တဲ့ဒီတိပရိကဏ္ဍဒီဒီနေရာမှာမွေးကဏ္ဍဖြစ်နေသူအောင်ခဲ့အောင်ခဲ့တော့အဲ့စနစ်ထဲမှာသူကဘာဒီကြံခဲ့လေဆိုတော့နော်ဘာဒီကြံခဲ့လေဆိုတော့ကောင်းပြီဒါဆိုရင်ဒီကိုပရိရဲ့ဒီဘက်နှစ်မှာပရိ၄၅ထိတ်၄နဲ့၅နဲ့ကိုလို့ဖြစ်တာနဲ့သူ့ရဲ့တပွဲကျော်က၈၃၈ဆိုတဲ့ကဏ္ဍဒီအဲ့ဒီနှစ်ထဲမှာသူကဒဲလိုက်ထွက်တယ်နော်ကောင်းပြီဒါဆိုရင် ဒီ၉ပရိဒီဘက်နှစ်မှာနော်၄ပရိ၅ထိတ်လို့ပုံစံထောက်တယ်၄ပရိ၅ဒီ၉လို့ဖြစ်တဲ့အတွက်သူ့ရဲ့တပွဲဆိုတာ၉လေး၈ဆိုတဲ့ကဏ္ဍဒီအဲ့ဒီနှစ်ထဲမှာတက်ထွက်တယ်နော်ဟုတ်ပြီဒါဆိုရင်ဒီ၉ပရိလို့ဖြစ်တဲ့အတွက်ဒီဘက်နှစ်မှာ၄ပရိ၅ထိတ်ပုံစံ၉လို့ထောက်တယ်သူ့ရဲ့တပွဲဆိုတာ၇ခုဆိုတဲ့ကဏ္ဍဒီနှစ်နှစ်ခုအောင်ခဲ့တဲ့အတွက်၇ခုဒီဒီ၄ချိန်ပဲရှိတော့တာတက်ထွက်ရမယ်ထွက်မယ်ဆိုတော့ဘယ်အချိန်မှာထွက်မှာလဲဆိုတော့ဒီချိန်မှာထွက်ရှင်တာပေါ့နော်ရှေ့ပေါင်း၆ဒီ၃လုံးပေါင်း၃ညရှေ့ပေါင်း၆ဒီ၃လုံးပေါင်း၃ည ရှေးပေါင်း6ဒီ3လုံးပေါင်း3ညရှေးပေါင်း6ဒီ3လုံးပေါင်း3ညလို့ဖြစ်တယ်အဲ့လိုဖြစ်ပြီးတာနဲ့ဒီ3ညပရိတ်3ညဒီလို3ညဒီ9ပရိတ်9ဒီလို9ဒီ8ပရိတ်8ဒီလို8ဒီ9ပရိတ်9ဒီလို9တုံညာကိုရှိခုံးဆိုပြီးသူအတန်းပြင်တည်တယ်တည်တော့ကောင်းပြီဒါဆိုရင်ပထမအကက်မှာဖြစ်စဉ်ကိုအဲ့လိုတည်လိုက်တယ်တည်ပြီးတာနဲ့ဒီနှလုံးပေါင်းရှေးပေါင်း6ရဲ့ဒီဘက်တနည်းနည်းနည်း3နည်း4နည်းမြောက်ပေါ့နော်တနည်းနည်းနည်း3နည်း4နည်းမြောက်မှာ 老帮人十十八万地都能都能贴嘛，老帮是十八万都能贴下来也地，阿个地个呢？你都贴出来个呢？你这年那年当年年年下呢，厂里面买过血品的来出的，都出到外去嘛。地多年不地多年，东龙多年一样，老厂东龙帮的多年六七百多嘛，地个呢阿地嘛拉出的，但不他妈的个，就你要干嘛？ ရှစ်ပေါင်း6တနည်းနှစ်သုံးနှစ်၄နှစ်မြောက်မှာနောက်ပေါင်း၈ရှစ်ပါဝါဒီသုံးလုံးသုံးလို့ဖြစ်လို့သူ့အောက်ကကနန်းဒီတနည်းနှစ်နှစ်သုံးနှစ်၄နှစ်၅နှစ်၆နှစ်မြောက်မှာအကွက်ရွှေဖြစ်နေလိုက်ထွက်တယ်ထွက်တော့မဲ့အချိန်မှာဒီကိုဒီကိုဒီလိုကိုလို့ဖြစ်လို့နောက်ထောင်သုံးလုံးကိုလို့ဖြစ်တာရဲ့ဘေးမှာပဲလိုက်ထွက်တယ်ခုတတိယကတ်မှာရှစ်ပေါင်း6တနည်းနှစ်နှစ်သုံးနှစ်၄နှစ်မြောက်မှာနောက်ပေါင်း၈ရှစ်ပါဝါဒီလို့သုံးလို့ကစားပြီးတော့တုံညာတုံညာ၈ဆိုတဲ့ကနန်းဒီတနည်းနှစ်နှစ်သုံးနှစ်၄နှစ်၅နှစ်မြောက်ထဲမှာသူဒီမှာလိုက်ထွက်တယ် ထွက်တော့မဲ့အချိန်မှာဒီရှစ်ဗရိတ်ရှစ်ဒီလိုရှစ်ကြောင့်နောက်ထောင်သုံးလုံးရှစ်လို့ဖြစ်လာရဲ့ဘေးမှာပဲလုံးဝလှလှပပတိတိကြကြကိုသူကစားခဲ့တယ်။ဟုတ်ပြီဒါဆိုရင်ခုစရုပ်ထအကတ်မှာနောက်ပေါင်းရှစ်ပေါင်း6လို့ဖြစ်ခဲ့လို့တနည်းနည်းနဲ့3နည်း4နည်းမြောက်မှာနောက်ပေါင်းရှစ်ရှစ်ပေါင်းက3လို့ကစားခဲ့တဲ့အတွက်သူ့အောက်ကခွန်6ခွန်ဆိုတဲ့ကဏ္ဍဒီတနည်းနည်းနဲ့3နည်း4နည်းနော်ခွန်6ခွန်ဆိုတဲ့ကဏ္ဍဒီ1နည်း3 4 5 6နည်းမြောက်မှာနော်ထွက်တော့မဲ့အချိန်မှာ၅နည်းချပြီးထွက်တော့မဲ့အချိန်မှာ ီတောင်းလုံးခွန်ဗရိတ်ခွန်ဒီလိုခွန်လို့ဖြစ်လို့ဒီကနန်းဒီဒီနေရာကိုထွက်တော့မယ့်အချိန်မှာ နောက်ထောင်တုံးလုံးဒီခွန်လို့ဖြစ်တော့ဒီနေရာလေးကိုဒါဦးနိုင်ကထွက်ရှင်တယ်နော်